ပရိသတ်ကြီးမှာ agnophobia ရှိတယ်ဆိုရင်တော့ဒီဗီဒီယိုကိုမကြည့်တာကောင်းပါလိမ့်မယ်နော်။ဘာလို့လဲဆိုရင်တော့ဒီနေ့မှာခိုင်တန်ဆက်ပေးမယ့်အရာတွေကပင့်ကူတွေကြောင့်မလို့ဖြစ်ပါရည်။ဘလို့ပင်ကူတွေလဲဆိုတော့ကြောက်ဖို့ကောင်းတတ်တဲ့သူတွေအတွက်ပို့ပြီးတော့ဖြဲချလို့ကောင်းမဲ့ပင်ကူတွေကြောင့်ပဲဖြစ်ပါတယ်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့ထောက်မြမအောင်အပိတော့ကြပါအောင်နော်။ကျေးဇူးပါဒါဆွေးတော်ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။နံပါတ်1 Golate Bat Eater Pingu ဒီပင်ကူဟာဆွေနော်ကဘာကြီးဆုံးပင်ကူစည်ရင်ထဲမှာလည်းပါပါတယ်။အရွယ်အစားက30စင်တီမီတာရှိနေပြီး South America ကမိုးသစ်တော်တွေထဲမှာတွေ့ရတာပါ။အထူးသဖြင့် Venezuela နဲ့ Brazil နိုင်ငံတွေမှာဖြစ်ပါတယ်။သူတို့မှာဆွေးနွေးအင်းဆက်ငှက်အသေးလေးတွေနဲ့နိုးတိုက်သတ္တဝါတွေကိုစားကြပါတယ်။ဒီကောင်တွေကအကောင်ကြီးပေမဲ့အစိတ်ကြတော့အကောင်နဲ့မလိုက်ပြောတာပေါ့။အကောင်ကြီးသလိုအမွေးထူတဲ့အကောင်တွေဟာအမြင်မှာတော့ကြောက်စရာပါပဲ။သူတို့ရဲ့အပြင်ဘိုင်းထဲတင်ဆုံးဖြတ်မှုမှားသွားစေမဲ့ချက်က Golate Bat Etaria ဆိုရင်တော့ Andean နဲ့တွေ့ပြီဆိုရင်တိုက်ခိုက်တတ်တာထက်ရှောင်ပြေးတတ်ကြတာများပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့တဘာဝကိုမသိရတဲ့သူတွေအတွက်ကတော့ဒီငှက်တွေကိုမျက်နှာနဲ့ကြောက်ကြမှာပါပဲ။လူရင်းနေမဟုတ်ပါဘူး။ဒရိဆန်ချင်းချင်းလေးဒီကောင်တွေကိုလန့်ကြမှာပါရှင်။နမန်နဲ့ဘရာဇီးလျဝန်တာရင်ဘင်ကူ ဘရာဇီးလီးယားဝန်တာရင်ပင်ကူရီရဲ့သိပ္ပံနာမည်အရဆိုရင်တော့ဖူရီယာဖြစ်ပါတယ်။အစိပ်ပြင်းပြီးတော့ဒေါသကြီးတဲ့ပင်ကူရီမလို့နာမည်ကြီးကြတာပါ။ South America အပူပိုင်းဒေသတွေမှာတွေ့ရပါတယ်။အထူးသဖြင့်ဘရာဇီးမှာဖြစ်ပါတယ်။သူတို့ရဲ့ neurotoxin venom တွေကြောင့်နာမည်ကြီးကျော်ကြတာဖြစ်ပါတယ်။အစိမ်းများများမိတဲ့သူတွေမှာအကျောဆိုင်တာ၊သေဆုံးတာတွေထိဖြစ်နိုင်ပါတယ်။ထပ်ပြီးတော့လမ်းမကောင်းတဲ့အချက်တစ်ချက်ကလူတွေရဲ့ဝက်ဆိုက်တွေမှာပုံပြီးတော့နေတတ်ကြတာပါ။ တခြားပင်ကူတွေဆိုရင်တော့တားကောက်လာဖို့အတွက်ပင်ကူမြင်တွေနဲ့အသင့်ပြင်ပြီးတော့စောင့်နေတတ်ကြပါတယ်။ဘရာဇီးလီးယားဝန်တာရင်ပင်ကူတွေကတော့စောင့်နေတာမျိုးမဟုတ်ဘဲနဲ့အကောင်တွေကိုတတ်တတ်ကြွကြွလိုက်ပြီးတော့ဖန်တာပါ။လူတွေနဲ့တွေ့တဲ့အခါမှာသူတို့ကိုနှောက်ရှက်တဲ့အန်ဒီရဲ့ပြုတယ်လို့ခံစားရပြီးဆိုရင်တော့ဒေါသကြီးတတ်ကြပါသေးတယ်။အဲ့ကြရင်တော့အမြန်ဆုံးတိုက်ခိုက်ကြတော့တာပါပဲ။သူတို့ရဲ့အစိတ်ကပြင်းတော့မရှောင်နိုင်ဘူးဆိုရင်တော့အသက်အန္တရာယ်ရှိရတဲ့ဖြစ်နိုင်ပါတယ်။အကောင်ဆုံးကတော့ဒီကောင်တွေကိုတွေ့ရနဲ့နောက်လည်းမကြည့်ပဲနဲ့ပြေးလိုက်ပါတော့နော်။ นั่นหมายถึงสิ่งนี้ฟังแล้ววัดเพ่งกูสิ่งนี้วัดเพ่งกูอาศัยเนาะ Acras Robusta လို့ခေါ်ကြတဲ့ပိတ်ကူပဲဖြစ်ပါတယ်။ဩစတြေးလျရဲ့ကြောက်စရာအကောင်းဆုံးပိတ်ကူမျိုးစိတ်တွေကတစ်ခုပါ။အကြောင်းကတော့အစိပ်ပြင်းသလိုဒေါသလည်းကြီးကြလို့ပဲဖြစ်ပါတယ်။ဩစတြေးလျရဲ့အရှေ့ပိုင်းဒေသတွေမှာအနေများပြီးတော့အထူးသဖြင့် Sydney တဝိုက်မှာနေထိုင်ကြတတ်တာပါ။သူတို့တွေရဲ့ Neurotoxin Venom အစိပ်တွေကကြွက်သားမာခြင်း၊ကြိုက်ခဲမှုတွေ၊အသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေတာကြောင့်နာမည်ကြီးကြပါတယ်။သူတို့တွေကအမောင်ကြားတဲ့နေရာတွေမှာခိုးနေတတ်ပြီးတော့လူတွေကိုတွေးပြီးဆိုရင်တော့ရံမှုတတ်တာပါ။ဖဏတ် တွေအဝက်ခောက်တွေဥယျာဉ်ပန်းမဲ့နေတဲ့မှာပုံပြီးတော့နေတတ်ကြပါတယ်တက်ကနေပြီးတော့5စင်တီမီတာအထိပဲအရွယ်အစားရှိတဲ့အတွက်အကောင်သေးပေမဲ့လို့ဒီဘင်းကိုရီယာဆွေးနှောအဆွေကြီးကြီးတွေရှိကြတာပါဒါကြောင့်လူရည်ပြားတွေကိုခဏနဲ့ပေါက်ပေါက်အောင်လို့ကိုင်နိုင်ပါတယ်သူတို့ရဲ့ပြင်းထန်တဲ့အစိတ်ကလူတွေအတွက်အသက်အန္တရာယ်များစေနိုင်တာကြောင့်ဒီကောင်တွေကိုတွေ့ရနဲ့ပြေးတာကအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ရှင်နံပါတ်၄ Six Eye Sand Bingo Six Eye Sand Bingo ရီယာဆွေးနှော ဂျီနက်စီရီယပ်စ်ပင်ကူမျိုးစိတ်တွေပဲဖြစ်ပါတယ်အာဖရိကနဲ့ဆောက်အမေရိကကတဲပြည်နေတဲ့မှာတွေ့ရတဲ့တဲ့ပင်ကူတွေပါတက်ကနေ3စင်တီမီတာအလျားပဲရှိတဲ့ပင်ကူအသေးလေးတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အစိတ်ကကြွက်သားတွေကိုပြက်စီးစေနိုင်ပါတယ်။အကောင်သေးလို့ကြောက်စရာမကောင်းဘူးလို့ထင်ကွယ်မပေးတဲ့အကောင်တွေပါ။သူတို့ကပုံနဲ့နေရာမှာလဲဆရာကြပါတယ်။သဲတွေအောင်မှာတိတ်တိတ်လေးနေတတ်ကြတာပါ။ပင်ကူတွေကပင်ကူမြင့်တွေကိုအားကိုးပြီးတော့နေကြတာဖြစ်ပါတယ်။ ဒီ6 Iceland ပင်ကူရီကတော့တလို့မဟုတ်ပါဘူးเนาะသူတို့ကပုံခွက်ပြီးတော့ကောင်းကောင်းတိုက်ခိုက်တတ်ကြတဲ့သူတွေပါသူတို့နားကိုစားစရာရောက်လာတဲ့ပုံနေရာကနေအရှိန်နဲ့ထွက်ပြီးတော့ဖန်စားကြတာပါအစိပ်ပြင်းချက်ကလည်းကြောက်စရာကောင်းပါတယ်ကြွက်သားတွေကိုပြိုကွဲပြက်စီးစေနိုင်တာပါနာကျဲမှုတွေလည်းခံစားရစေပါတယ်ဒါကြောင့်သူတို့ကိုမမြင်ရလေကောင်းလေပါပဲမြင်ရမယ်ဆိုရင်လည်းမထီမရောက်တာခရူးဆိုင်တယ်ပါရှင်နံပါတ်5ကြွက်ပင်ကူ ကျွဲပင်ကူဟာဆိုရင်တော့ Genus Melina မျိုးစိတ်ဝင်ဖြစ်ပါတယ်။ Australia ကအစိပ်ပြင်းတဲ့ပင်ကူအုပ်စုဝင်ပါပဲ။ကျွက်လို့သေးတဲ့အတွက်ကျွက်ပင်ကူလို့ခေါ်တာပါ။7.3 cm ပဲအလျားကရှိပါတယ်။အစွဲနှာချောင်းကတော့မမပါပဲ။ဒါကြောင့်လဲတစ်ခါကြိုက်ပြီးဆိုရင်တော့တစ်ခါဆိုသလိုသေစေနေလောက်တဲ့အထိအစိပ်ထုတ်လို့မှုအပြင်းတာပါ။ ဒါပေမဲ့သူတို့ဟာလူရီယိုတို့အသက်လို့ရံမှုမှုတတ်ပါအောင်ရှင်သူတို့ရဲ့စိတ်ကပြင်းထန်ပြီးမြသူတို့ကိုသွားရန်စမှသာပြန်လောက်ကြတာဖြစ်ပါတယ်အစိတ်ပြန်နှံ့လာပြီးဆိုတော့ဒီကောင်တွေရဲ့အစိတ်ကအကျော်ဆွဲတာမအီမတာဖြစ်တာနဲ့အသက်ရှူကြတာစတာတွေဖြစ်စေပါတယ်ဒီကောင်တွေရဲ့အစိတ်ကိုမိပြီးဆိုရင်တော့ဆေးရုံကိုအမြန်ပြေးဖို့လိုပါတယ်အကောင်သေးပြီးမြအစိတ်မိသွားပြီးဆိုရင်တော့ပြန်နှုတ်လို့ရတာမျိုးလည်းမဟုတ်တော့ဝေးဝေးရှောင်တဲ့နဲ့ပိတ်ကူလို့သာမှတ်ထားလိုက်ပါဩစတြေးလျမှာမတိမတလူတွေကိုဒုက္ခပေးတဲ့အန်ဒီအကောင်တွေပါပဲရှင် နံပါတ်6 Chilan Rose Tarangula Bengu Chilan Rose Tarangula Benguria ဆိုရင်တော့သိပ္ပံနာမည်မှာ Grora Rosa ဖြစ်ပါတယ်ရံမှုတက်တဲ့အကောင်လေးဆိုပြီးတော့ Bengu ချစ်သူတွေအကြမ်းမှာနာမည်ရတာပါအယောင်ကလည်းနှင်းစီပွင့်ရောင်နဲ့မလို့ပေါ်ပြူလာ Bengu တွေပဲဖြစ်ပါတယ်ဒီယောင်တွေအရဆိုရင်တော့သူတို့ရဲ့အမွေးတွေရနေလာတာပါဒါကြောင့်လှပပြီးတော့ကင်ကျင်စရာဖြစ်နေတာပဲဖြစ်ပါတယ်ချီလီနိုင်ငံကမျိုးရင်းပင်ကူတွေဖြစ်နေပြီးတော့တဲခန္ဓာရတွေထဲမှာနေရတာကြိုက်ကြတာပါ သူတို့ကအေးအေးဆေးဆေးနေတတ်တဲ့အကျင့်တွေရှိရတဲ့အိမ်မွေးတရိစ္ဆာန်အနေနဲ့လည်းမွေးကြပါတယ်။ဒါပေမဲ့သူတို့ကိုသွားစားမိရဲဆိုရင်တော့အကိုက်ခံရနိုင်ပါတယ်။အစိတ်ကအယမ်းမပြင်းပေမဲ့သူတို့အရွယ်စားတဲ့ပုံစံကိုမြင်လာနေတဲ့ပင့်ကိုကြောက်တတ်တဲ့သူတွေကြောက်တဲ့တဲ့အချက်တွေအပြည့်ရှိတာပေါ့။ချီလန်ရိုးစတာရန်ကူလာရီယာဆိုရင်တော့အန်ဒီရဲ့တိတ်မရှိတဲ့အကောင်တွေဖြစ်လေတတ်မှတ်ထားလို့ရပါရဲ့ရှင်။နံပါတ်9 Golden 6 of Weaver Bingo Golden Axis of Weaver Bengoria ဆိုရင်တော့ Genus Naphlina မျိုးနွယ်ကနေပြီးတော့လှပတဲ့ရွှေရောင်ပင်ကူမြင့်တွေကြောင့်ပင်ကူချက်သူတွေကြားထဲမှာကြော်ကြပါတယ်။အပူပိုင်းဒေသတွေမှာနေရတာကြိုက်ကြတာပါ။သူတို့ဘာအရွယ်စားကြီးတဲ့ပင်ကူတွေပဲဖြစ်ပါတယ်။အမရိယာ30စင်တီမီတာထိကြီးနိုင်ပါတယ်။သူတို့ရဲ့ရွှေရောင်ပင်ကူမြင့်တွေရာဆိုရင်လည်းစွဲစားမှုတစ်မျိုးရှိနေပါတယ်။ Golden Axis of Weaver Penguria ဆိုရင်တော့တကယ်တော့အန်ရည်သိမ့်မရှိတဲ့ပင်ကူတွေပါပဲ အင်းဆက်တွေနဲ့သူတို့ရဲ့အစာတွေအပေါ်ပဲတိုက်ခိုက်တတ်ကြတာပါ။သူတို့အစာဖြစ်တဲ့အကောင်တွေမှာဆိုရင်တော့အစိမ့်မိပြီးတော့တည်နိုင်ပေမဲ့လူတွေတော်တော်သူတို့ရဲ့အစိတ်ကမပြောပါတော့ပါဘူးရှင်။လူတွေတော်တော်ကြောက်ဖို့မလိုတဲ့ပင်ကူပါ။ဒါကြောင့်ညင်နာနဲ့ထွက်ပြေးစရာမလိုသလိုကင်ကျင်နေဆိုရင်လည်းစိတ်ချပြီးတော့ကင်လို့ရပါတယ်နော်။နမရှယ် Black Widow ပင်ကူ Black Widow ပင်ကူဟာဆိုရင်တော့သိပ္ပံနာမည်က lateral datus matans ဖြစ်ပါတယ်။ဘိုင်းမှာအနီရောင်သဲနိုင်ပုံစံရှိနေပြီးတော့အစိပ်ပြင်းတာပါ။ဒါလို့ဆိုပြီးတော့လူတိများတဲ့ပင်ကူတွေပဲဖြစ်ပါတယ်။အပူပိုင်းဒေသတွေမှာနေရတာကြိုက်ကြတာပါ။မှောင်တဲ့နေရာတွေကိုလည်းသဘောကျကြပါတယ်။တက်တုံးအောက်တွေဂိုရောင်တောင်းနေလိုမျိုးနေရာတွေပါ။အရွယ်စားတော့သိငယ်ကြပါတယ်။တက်ကနေ1.5 cm လောက်ပဲရှိပါတယ်။ black widow race မှာဆိုရင်တော့ နယူရိုတောက်ဆင်ဗမာအဆိပ်တွေရှိတာပါဒါကြောင့်ကြွက်တက်ခြင်းနဲ့တခါတလေအချိန်နှေးဆွေတော့သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်ဖြစ်နိုင်စီတော့နေပါတယ်အထူးသဖြင့်တော့ကလေးတွေနဲ့ကိုယ်ခံအားလျော်နေတဲ့သူတွေမှာဖြစ်နိုင်ခြင်းများပါတယ် Black Widow တွေရဲ့နောက်မှာဆိုရင်တော့လမ်းစီယာကောင်းတဲ့တစ်ချက်ကအမောင်တွေကြောင်ကြိုးကြောင်ကြားတွေမှာပုံနေတတ်ကြတာပါပဲ။ဒါကြောင့်ဒီကောင်တွေကိုမထီတာကတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။သူတို့ရဲ့သဘာဝအတိုင်းနေနေတာတွေကိုလှော့ထားပေးလိုက်တာကအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ရှင်။ နံပါတ်ကို Brown Reckless Pink ကို Brown Reckless Pink ကိုရရဆွဲတော့တိတ်ပန်နံပါတ်က Losers Reckless ပဲဖြစ်ပါတယ်။အစိပ်ပြင်းတဲ့အကောင်တွေပါလူတွေရဲ့ကြော်သားတွေကိုထိခိုက်စေနိုင်တဲ့အစိပ်ပိုင်ရှင်တွေလည်းဖြစ်ပါတယ်။ United State တောင်ပိုင်းနဲ့အလဲပိုင်းတွေမှာနေကြပါတယ်။ဒီကောင်တွေကမှောင်မဲပြီးတော့တီးတန့်ဆန်တဲ့နေရာတွေမှာနေရတာကိုကြိုက်ကြတာပါ။ဥပမာအဝတ်ဗီရိုတွေ၊ညောက်ခန်းတွေ၊ထပ်ခိုးတွေလိုမျိုးမှာပေါ့နော်။တော်တော်လေးကိုအရွယ်ကသေးကြပါတယ်။6ကနေ20 mm လောက်ထိပဲရှိရပါ။ ညီညောင်ရုံးသားမှာတရောလိုပုံစံလေးရလဲပါပါသေးတယ်လူတွေနဲ့တွေ့ပြီးဆွေးနွေးမကြခဏရံမှုတတ်ကြတာပါအထူးသဖြင့်သူတို့ကိုရန်စားရလို့ထင်းတဲ့ချိန်မျိုးမှာကြိုက်ကြပါတယ်။သူတို့ရဲ့အစိတ်ကအရေပြားတစ်ရှူတွေကိုဖျက်ဆီးနိုင်တဲ့အမ်ဇိုင်းတွေပါပါတယ်။ဒါကြောင့်အနာကျပ်နှိမ့်တဲ့နောက်ဆက်တွေအကျိုးတွေဖြစ်နိုင်ပါတယ်။ brown reckless pinguria ဆိုရင်တော့မထီတဲ့မကင်တဲ့နဲ့အကောင်တွေပဲဖြစ်ပါတယ်။ထီမိပြီဆိုရင်တော့အန်ဒီအများသလိုနောက်ဆက်တွဲဖြစ်နိုင်တဲ့အကျိုးဆက်တွေရလဲတိတ်ပြီးတော့အားရစရာမရှိပါဘူးရှင်။ဒီကောင်တွေရောမျက်နှာနဲ့ထွက်ပြေးဖို့သာအကြံပေးချင်ပါတယ်နော်။နံပါတ်10 rabbit pingu rabbit pingu ဟာဆိုရင်တော့ ဩစတြေးလျမှာတွေ့ရတဲ့ကြောက်စရာကောင်းဆုံးပင့်ကူရဲကတစ်မျိုးဖြစ်ပါတယ်။အနည်းယောင်အစင်းကြောင့်မှတ်မိရလွယ်စေပြီးတော့မျိုးရင်းမှာလည်းနေထိုင်ရတာကြိုက်တဲ့သူတွေပါ။အမရရဲ့ကြောအပေါ်ပိုင်းမှာအနည်းယောင်အမှန်နဲ့ကြည့်ရတာတော့လှပါတယ်။အစိတ်ကတော့သူတို့အမျိုးတွေဖြစ်တဲ့ Black Widow ပင့်ကူရဲလိုပါပဲ။အရွယ်အစားကတော့သိငယ်ပါတယ်။10စင်တီမီတာနဲ့1.5စင်တီမီတာလောက်ထိပဲရှိတတ်ကြတာပါ။သူတို့ကိုကြောက်ရတာကလူတွေနေတဲ့နေရာတွေမှာလိုက်နေတယ်လို့ပဲဖြစ်ပါတယ်။ ဥပမာဂိုရောင်တွေထဲမှာပုံနေတတ်ကြပါတယ်။သူတို့ကိုထိမိပြီးဆိုရင်လည်းဒေါသကကြီးပါတယ်။ကြိုက်ပြီးတော့အစိမ့်လွတ်လိုက်မှချက်ချင်းမှ ကြော်သားတွေအကျော်ဆွဲတာအသက်အန္တရာယ်ရှိတာနာကျင်တာတွေဖြစ်နိုင်ပါတယ်။သူတို့ကြိုက်တာခံရမယ်ဆိုရင်တော့တန်းပြီးတော့နာမှာပါပဲ။ပြီးတော့ထပ်ဖြစ်မဲ့အကျိုးဆက်တွေရလေတခုမှမကောင်းပါဘူးရှင်။ဒီတော့မတွေ့ရလေကောင်းနေပါပဲ။ဒီပိတ်ကူတွေနဲ့တွေ့မဲ့အစားရေးစားဟောင်းနဲ့လမ်းမမျက်နှာချမ်းဆိုင်တွေ့တာကပိုပြီးတော့ကောင်းပါတယ်။ဒီကောင်တွေကိုတွေ့ပြီးဆိုရင်တော့ပြေးတာပြေးလိုက်ပါ။ဒီကနေ့ရထွက်မြတ်မှာချန်နေရနေဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။နောက်တစ်ခေါက်တွင်မှာဆိုရင်လေပရိသတ်ကြိုက်တွေနဲ့ပြန်လာခဲ့ပါမယ်။ဆက်လက်ချိတ်ခင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပေးရစေနော်။ Bye bye ။